ချောင်းမရှိတဲ့လာလို့ရတယ်အေးလေတော့မပြောင်းနဲ့နော်ဟမ်ထိုင်းလာလို့ရလားထိုင်းလာလို့ရလားตัวมิมตัวไม่ชื่ออ่ะเนี่ยท้ายน่ะน่ะบาไซเลยมิ้งก็ไม่บาไซเลยลูกฮะมาရှင်อ๋อพูดอ่ะเปลี่ยนยောက်มาแล้วพอไซเลยเหรออ๋อโอเคกูโหว่าดิญาติพุ่นน่ะไปกูเซ็ดๆๆไปป่าวเนาะอ๋อโอเคป่าวโอเคโอเคจริงๆเนี่ยให้ติมาเลยရှင်โอเคป่าวแกรู้อ่ะส่วนเนาะไอ้90ปัจฉาเนี่ยออกตรงนอกตรงอ่ะยังตรงก็ ဆေးတွေအဲ့လောက်ခင်းမမေဘူးလေတော့အကောင်လည်းပြုတ်ကြတာပဲနှာခေါင်းတွေထွက်လာတာရှိတယ်အဲ့လိုမျိုးကြုံမှုတာတွေပေါ့နော်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့လဲထုံးစံအတိုင်းပေါက်ပေါက်ဆာဆာကြီးတဲ့ဗီဒီယိုလေးတွေရွေးရှင်လုပ်တော့မှာပဲဖြစ်ပါတယ်ကြောင်နဲ့တူတူအပြင်းပြေးလိုက်ကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်သွားဆယ်ချောင်းမရှိဘူးတဲ့ထိုင်းကိုလာလို့ရလားဟာသွားဆယ်ချောင်းမရှိဘူးตั้วเสียจองไม่ရှိဘူးလေထိုင်းလာလို့ရလာတယ်ဒါပေမဲ့လာရင်လာမလာရင်တချောင်းမှမရှိတဲ့လာလို့ရတယ်အေးလေဘာမှမပြောင်းနဲ့ ထိုင်းလာလို့ရလားထိုင်းလာလို့ရလားသွားမင်းမသွားမရှိတာနဲ့ထိုင်းလာတာနဲ့ဘာဆိုင်လဲမင်းမဘာဆိုင်လဲလို့ဟမ်ဘာမှမဆိုင်ဒါဒါတက်စားလာပဲဒါလေးဘက်ကုန်ပြီသွားနဲ့လိုက်ကြိုက်နေမှာမဟုတ်ဘူးဘောပေါက်လားငါတို့လုတ်တယ်ဆိုတာအလုတ်လက်နဲ့ခြေထောက်တွေနဲ့ဟာလာသွားပြီးတော့အလုတ်လုံနေရတာခွန်အားကြီးနဲ့လုတ်လုံနေရသွားနဲ့အဲ့လိုလေးဘက်ကုန်ပြီလိုက်ကြိုက်နေရမဟုတ်ဘူးစောက်ခွက်တပြောင်းတာငါထိုင်းလာတာမင်းတို့စိတ်ရင်ဘာလားအလုတ်လုံလို့သွားကြည့်ရထင်လို့လားမြမပြန်နေရသွားကြိုးတာ မမမစဲချောင်းမကလို့ချောင်းတရဖြစ်နေပြီငါမှ17ချောင်းရှိနေပြီကျိုးနေရတဘောပေါက်လားခိုင်းမှလုံးတယ်ကြားလာချောင်းငါတို့ထိုင်းလာလို့ချင်းမှတ်ပုံနေလုံးလို့ရလားဟူဘွေးစီလုံးလို့ရလားအိမ်ဆောင်လုံးလို့ရလားမလို့အခုလုံးလို့ရတယ်ရောက်တွားအောင်ကြည့်ပြီးလုံးတာမဟုတ်ဘူးတဘောပေါက်လားမှတ်ပုံနေနဲ့တွားအောင်ကြည့်အမှတ်သားယူတာမဟုတ်ဘူးတဘောပေါက်လားတော်တော်တင်းသွားပြီနော်သူ့အတူနေတဲ့တခင်လေးကိုသွားစားတာ Achu Achu nè nè li về lưới rồi à nhái lưới là mù nó chiều ta cô lông lên nè này bị Achu xả Anna là Achu Holly nè nè li về lưới rồi à nhái lưới là mù nó chiều ta cô lông lên nè này bị Achu xả တော်သေးတာပေါ့နည်းနည်းပဲလွဲလို့အကျောကနည်းနည်းတင်လွဲလို့နော်အများကြီးသာလွဲမယ်ဆိုရင်တကူလုံးနေရာရှိမှာမဟုတ်တော့ဘူးနေရာလွတ်ရှိမှာမဟုတ်တော့ဘူးဘာနဲ့ရိုက်လေဘာလို့ဘာမေးမှန်းပြောကိုကိုလေးကိုခက်ကလေးဘယင်းဒီလိုမျိုးဖြစ်ချက်လားဘယင်းလေဘယင်းလေလို့ဘယ်လိုဖြစ်ချက်လားပြော ပြင်းနဲ့မိပြားရဲ့အများကြီးပဲလေမိပြားရဲ့အများကြီးနဲ့ပြင်မလားပြင်းနေဆိုအတူတူအိတ်လို့ရတယ်မလားဩအမ်ဖြစ်ချင်တာဖြစ်ချင်တာဟုတ်ဖြစ်ချင်တာဟုတ်ပြီဘူးအများကြီးဆိုတော့ကောင်းတယ်နိအာလူဆိုတာတယောက်တည်းဆိုပြင်းစရာကောင်းတယ်ဒါဟိုလေအပေါင်းဖော်လေးတော့ပြောဖို့ကောင်းတာဘယင်ဆိုတော့အပေါင်းဖော်လေးအများကြီးရှိမှာပဲအဲ့ဒါပြောဖို့ကောင်းတယ်လို့ပြောတယ် အခုကပရင်အပေါင်းဖို့ကိစ္စပြောမမီဗီယာကိစ္စပြောနေအော်မမီဗီယာကိစ္စမီဗီယာကိစ္စဆို challenge ရောထိုင်လို့တော့နင်းရောသွားရောက်နေတယ်အများကြီးအိတ်ချင်လားဟလာအမအိတ်ချင်နေတယ်ဆိုပြန်လို့ဖြစ်စီခင်အမေကိုစားပြင်ပြင်ကိုစားအဲ့လိုအိမ်မှာမဟုတ်ဘူးဘယ်လိုအိမ်မှာလဲဟမ်ကလေးမသိအိမ်မှာအမဟုတ်ကလေးညအိမ်ဖြစ်လိုက်စီးစိမ်နေမရောစီနေတော့သူကပစ္စည်းရအကုန်သိမ်းထားတာပတ်စံတပြားမှမပါသွားဘူးညသလားနော် လက်ထက်ကဓာတ်လည်းမြင်ရောပြောင်းလဲသွားတာချက်ချင်းပဲเนาะဓာတ်ဘာမှပါလို့ရှင်သူဘာတွေပြောမလဲမသိဘူးအတန်တူးလှုပ်ပြီးတော့တငယ်ချင်းကိုဂျင်းထဲတဲ့ဗီဒီယိုလေးကိုကဲကျွန်တော်တို့အတူတူလိုက်ကြည့်အောင်ဖုန်းနဲ့ညင်းထဲဟာညီလေးတယောက်ကိုမိခေးတန်နဲ့ထတ်ချင်းထဲမှာညီလေးတွေတောင်းဆိုလို့ပေါ့เนาะဒါမဲ့အန်တီတန်တော့မဟုတ်တော့ဘူးအတန်ပြောင်းသွားပြီစော်တန်ပြီလူလူညင်းစော်ငငယ်ချော့ချော့တန်ပြီပေါ့ ုတ်ကဲ့မင်္ဂလာပါရှင်ဟုတ်ကဲ့ဟုတ်ကဲ့ကိုရနတလင်း online လေးအမှန်တားလို့ရှိရင်ကျွန်မတို့ပစ္စည်းလေးလာပို့ခြင်းတော့ဘယ်လိုလာပို့ပေးရမလဲမသိဘူးရှင်ဟုတ်ကဲ့ရှိကြောင်းတော့ပြီးရင်ရှိကြောင်းတော့ပြီးရင်ပြီးတာပေါ့။အာဟိုလာပို့ပြီလို့ဘယ်လိုဘယ်လိုလာပို့ပြရမှာမသိဘူးရှင်။တဖက်ကဖုံးတဲ့လူကတေးကြတယ်နော်ဒီရုပ်ကိုယ်သာမမြင်တေးကြပေါ့စောချောချောလေးစော်လေးပဲလို့ထင်နေမှတိလားတေးကြတယ်ကိုရီးယားသားဒါကြည့်နေလို့ဗျာရုပ်ကြီးမြင်နေရလို့သား ရှင်100ဒေါ်လာအာ okay အကို100ဒေါ်လာထူးကြောင်ငပီ1000ထိုးတယ်အာ okay အကိုကကိုအပြင်မှာလားမသိဘူးရှင်ဟုတ်တယ်ဟုတ်ပါရင်ရောက်နေတော့အာ okay ဟိုအကိုပြန်လာမှလာပို့ပေးရမလားရှင်အော်ဘိုးသားပြန်ရောက်လာမှလည်းပို့လိုက်မယ်နော်အော်ဟုတ်ကဲ့ကိုဟိုဟာဒီညမဖုန်းနံပါတ်ကိုဆက်ဆက်ဆက်ပြပါအောင်နော်။ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့။ဟုတ်ကဲ့ကျေးဇူးများဟဲ့တင်ပါတယ်ရှင်။ဟုတ်ကဲ့ပါ တကယ်ဦးနော်တကယ်ဦးစော့အတန်လေးနဲ့နော် တော်တော်ပိုင်နေပဲကြီး Nice ရုပ်ပြောင်ကာတွန်းဟုတ်ပြီနော်ကြည့်ပါအောင်ရုပ်ပြောင်တော်တော်မိုက်တယ်နော်ဟိုဘက်ကမိန်ကလေးကိုသူကဆွဲကင်ထားတဲ့ပုံစံမျိုးနဲ့သိလားနှာခေါင်းရက်လည်းအကြီးသွားရက်လည်းအကြီးခေါင်းရက်လည်းအကြီးလက်ရတော်တော်ပြင်းပြင်းနေနော်ဘာကြည့်ဖြစ်ပြီနော်ဆောက်ရမ်းလိုက်နေနော်2 3 လုံးဝမထင်ထားတဲ့ပုံစံမျိုးဆွဲပေးလိုက်တာနော်နှကောင်းရယ်နဖူးရယ်သွားရယ်လုံးဝထင်ထင်ရှားရှားကြီးကိုဖြစ်နေတာပဲ။ဘာပဲပြောပြောအမှတ်တရဖြစ်တယ်နော်။နေရအတိကျတော့မသိဘူးဗျာဒါပကံမှာဖြစ်ဖို့များတယ်ဗျာ။အခုလိုမျိုးခยีသွားတဲ့အခါတွေမှာဗျာခยีသွားရင်းတယ်လေ။ခยีသွားအမှတ်တရလေးဆွဲပြီးတော့တင်ထားတင်တယ်နော်။ ပကံရောက်တော့ဆွဲထားတယ်ဆိုတာမျိုးလေးတွေပေါ့နောက်တစ်ချိန်မှာလမ်းမလျှောက်နိုင်သေးတဲ့ချစ်စရာကလေးလေးကိုကြည့်ကျွန်တော်တို့အတူတူလိုက်ကြည့်အောင်လမ်းမလျှောက်ပဲလေးဘက်ကိုဘလို့သွားလဲဆိုတာမိမိရဲ့တူတူဆန်းဆန်းနော်ဘလို့သွားနေရလဲတခါမှတည်းကျုံလိုက်လိုက်ချစ်စရာလေးကျုံအမေရနာမိမိရဲ့လိုက်လိုက် ချက်တော့နှချောင်းနဲ့တွန်းရောတာเนาะအေးโอเคโอเคဒီကျုံးမစရာလေးဖွင့်တာလေးညာသူသွားတာဟောဟောနေပြီးဖြစ်နေတာဟေးဒီလူမင်းရဲ့တနခါလေးရယ်လိန်ထားပြီးပြီးတာ ကလာကလာကလာဘာဘာရောရောအမေချစ်စရာလေးနော်သွားနေတာလေးတမျိုးလေးပဲကျွန်တော်တို့ဒီဗီဒီယိုလေးကတော့တန်ချာဈေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်တန်ချာဈေးအကြောင်းလေးကိုအသေးစိတ်တောက်ပုံတောင်နီသုံးပုံသုံးနီလေးကိုဒေါက်တာတယောက်ရှင်းပြထားတာလေးကိုကဲကျွန်တော်တို့အတူတူလိုက်နားထောင်ကြည့်အောင်ဗျာ တော့တန်ချာစီကတော့ကျွန်တော်အမြဲပြောပါတယ်ပေါ့နော်ကျွန်တော်တို့တိုင်းပြည်လောက်ဟိုကျွန်တော်ကအိန္ဒိယအိန္ဒိယຫນွယ်ပေါ့နော်ကျွန်တော်မှညက်ပတ်ဆောင်လဲအိန္ဒိယပဲပြောမှာပေါ့နော် street food တွေသွားကြည့်လိုက်လေနော်အဲ့တော့ကျွန်တော်တို့တိုင်းပြည်လည်းဘာမှမထူပါဘူးကျွန်တော်တို့လည်းအဲ့လိုပဲဟို street food တွေစားတယ်ဒုတ်ထိုးတွေစားတယ်ပေါ့နော်ကျွန်တော်လည်းကြိုက်တယ်လေစားတယ်လေအဲ့တော့တန်ချာစီစားတယ်ပေါ့နော်ကျွန်တော်လည်းမရှောင်နိုင်ပါဘူးအပြင်းစားမရှောင်နိုင်မှတော့တန်ချာစီစားတယ်ကျွန်တော်တော့၃လတစ်ခါစားတယ် အသေးသမားတွေကတော့3လတခါစားတာမန်လူက6လတခါစားမိသားစုဝင်တွေစားလို့ရတယ်နှစ်နှစ်အထက်ဆိုအကုန်ကျွေးတယ်ပေါ့နော်ကျွန်တော်အရင်တော့ကြားဘူးတာကတော့လေ6လတစ်ကြိမ်လောက်စားတဲ့နေဆိုတာကြားဘူးတယ်ပေါ့နော်သူပြောတာလည်းဟုတ်နေတာပဲတာမန်လူဆိုတော့ကိုမင်းဆောင်လည်းကျွေးလို့ရတယ်တန်ချာစီကဘာမှမဖြစ်ဘူးတန်ချာစီစားပြီးရင်တော့နောက်ရက်ကတော့ဝမ်းသွားမှဖြစ်မယ်ဝမ်းမသွားရင်တော့အဲ့ဒီနေ့တောက်တဲ့ဒီနေ့ညတောက်လိုက်တယ်ညအိပ်ရောင်ဝင်ပေါ့နော်စင်တာကြီးပေါ့နော်ညဘာမှမစားတော့ဘဲနဲ့ညအိပ်ရောင်ဝင် ဝါစာရတယ်တန်ချာစေးကအများဆုံးကအေဗန်ဒါဆိုတော့မီဗန်ဒါဆိုဘာနေနေဝါစာပေါ့နော်ဟိုကလေးတွေလာတဲ့ဟာလေးရှိတယ်အရေးလေးလာတယ်လည်းရှိတယ်အဲ့ဒါလေးလည်းအဆင်ပြေတယ်အဲ့ကောင်ဆိုရင်သူကဟိုပါပေါ့နော်ဟိုတစ်နှစ်အောက်တော့တောက်လို့နှစ်နှစ်အောက်တောင်တောက်လို့ရတာရှိတယ်ပေါ့နော်အရေးဆိုတော့ juice လေးတော့အဆင်ပြေတာပေါ့ဝါစာဝါတာစာဟိုကျွန်တော်အသေးသမားတွေကကြတော့ကျွန်တော်၃လတခါကျွေးတယ်ပထမဆုံးတစ်ခါမှမစားဘူးရင်၃ရက်စားတိုက်ချတယ် အသေးသမားကိုပြောတာပေါ့နော်အသေးအောင်သမားတွေပေါ့နော်အသေးအသေးချောက်တဲ့သူတွေပိုပိုလိုအပ်တယ်ပေါ့နော်ခုနောက်ပိုင်းတွေ့နေတဲ့ရေအိတ်တွေပေါ့နော်အသေးမှာရေကျင်လဲတန်ချောင်းဖြစ်တာငါကတော့ဝမ်းကိုက်ဝမ်းကိုက်နေအဲ့တန်အသေးအသေးမှာပြီးတဲတာတို့အနာတဲတာတို့အဲ့လိုမျိုးတွေဖြစ်တယ်ဆိုရင်ဒါတန်ချရတယ်ကျွန်တော်တို့ကလေနော်အဲ့တော့အဲ့တော့ပြပြတဲ့အိဗယ်ကတန်ချသေးစားပြီးရင်နောက်ရက်ကတော့တနေ့ကောင်မှာဝမ်းတော့သွားမယ်ဝမ်းမသွားရင်တော့အဲ့ဒါကသူကအရင်ခေတ်ကလို့ကျွန်တော်ငယ်ငယ်တုန်းကစားဘူးတယ်ကောတန်အကောင်လိုက်ကြရရှိတယ်ပေါ့နော်ဟိုလွန်ခဲ့တဲ့ ငငယ်တော့ဆိုရင်တော့အေး60ပတ်ချာနဲ့အောက်တော့နောက်တော့အရင်တော့စေးတယ်အဲ့လောက်ခင်မမေဘူးလေတော့အကောင်လည်းပြုတ်ကြတာပဲဆက်နှခေါင်းထဲထွက်လာတာရှိတယ်အဲ့လိုမျိုးကြုံမှုတာကြီးပေါ့နော်အဲ့တော့အဲ့အဲ့လိုမျိုးတော့စေးတယ်မဟုတ်တော့ဘူးသူက1เนี่ยနေပဲပါသွားတာပေါ့နော်တန်ကချရမှာတချို့တန်ဆိုမျက်လုံးထီအောင်ရောက်တယ်မြန်မာနိုင်ငံလောက်တန်ချရမယ်နိုင်မယ်တန်တန်ချကျွန်တော်တော့စာကတ်ထိုင်တယ်သူအသေးသမားနဲ့3လတခါတန်ချပါဒါပဲ တာမန်လူ၆လတခါချတန်ချာသိဒီနည်းဆိုင်ဝါစာရေဝတော့ပြီးနောက်ရမနဲ့ကိုဝမ်းသွားတာပိုကောင်းတယ်ဝမ်းမသွားရင်တော့နောက်တခါပြန်တော့ပေါ့နော်အသေးသမားသုံးသုံးရက်စတိုက်စားရတယ်ပေါ့နော်သုံးရက်စတိုက်စားပြီးရင်သုံးလတခါချအသေးသမားဆိုရင်တော့နော်အဲ့တော့ဦးလန်းကြောင့်မကောင်းတဲ့သူဆိုလဲ၃လတခါစားအစာရင်ပိုးရှိတဲ့သူဆိုလဲစားလို့ရတယ်။ဒါပေမဲ့တခုပြောရမယ့်အိဗယ်ကတန်ချာသေးစားပြီးနောက်ရက်တော့ဝမ်းသွားမှရမယ်ပေါ့နော်။အဲ့လောက်သိရင်ရပါပြီ။ကျွန်တော်လည်းစားတယ်။မိသားသူကနောက်တစ်ခုကအရေးကြီးတာပါလဲဆိုတော့ ကိုတော့လည်းစားလို့မရဘူးသူတအိုးလည်းစားတဲ့သူတွေအကုန်ကုန်ကျွေးရတာအဲတော်တော်ပြောယူရတယ်တချို့ကမစားချင်ဘူးเนาะအတကြီးရမဟုတ်ဘူးစားမှာကိုကတန်ရှိလို့တုတ်ကောင်ထိုးရဲဆိုတာတင်ရားတာပေါ့ခန္ဓာကိုယ်အလတ်ချစ်ဖြစ်တာတော့ဖင်မှာတုတ်ကောင်ထိုးရည်လည်းရှိရလေချုပ်ကလေးကပြောတယ်တော့เนาะဖင်လေးရားတယ်ကုတ်တယ်ဆိုတာသိတာပဲဘိုင်လေးဖောင်းဖောင်းလေးကလေးတွေဆိုတန်ချတယ်ဆိုရင်မိသားစုလိုက်ချာလို့တအိုးထဲမှာဘယ်နှစ်ယောက်စားဆယ်ယောက်စားဆယ်ယောက်လုံးကျွေး ဟိုနှစ်နှစ်ထက်ဆိုအကုန်စားပေါ့နော်အဲ့ဒါလေးလည်းသိစေချင်တယ်ပေါ့နော်နှစ်ချက်ပေါ့အဓိကကတော့နော်ဝမ်းသွားရမယ်နောက်ရက်ကိုမိသားစုလိုက်စားရမယ်ပေါ့နော်โอเคပါအခုလိုမျှဝေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။တန်ချာသေးနဲ့ပတ်သက်ပြီးကဲအားလုံးလည်းခါခါနာနာတိလောက်ပြီလို့ထင်ပါတယ်။ကဲဒီနေ့တော့ဒီလောက်ပါပဲဗျာ။အဆုံးထိလိုက်ကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းရောအထူးပဲကျေးဇူးတင်ပါတယ်။နောက်နေ့မှရည်တရာဗီဒီယိုလေးတွေနဲ့ပြန်လာခဲ့ပါမယ်။